ရေကြီးကြောင်းတစ်ခုဆိုတာဒီနေရာကနေစပြီးစီးလို့မရဘူးဟိုးဝေးရနေမြစ်ဖြားခန့်စီးဆင်းလာမှရေကြီးကြောင်းတစ်ခုဖြစ်တာမြစ်တစ်ခုဖြစ်တာချောင်းတစ်ခုဖြစ်တာဒီလိုပါပဲနိုင်ငံရေးရေကြီးဆိုတာလေဒီခေတ်ဒီစနစ်ကနေစပြီးစီးလို့မရဘူးဒီအချိန်မှာဖြစ်နေတာလေလက်ရှိကာလမှာရင်ဆိုင်နေရတာတွေဟာ ဟိုးအတိတ်ကနိုင်ငံရေးကိစ္စတွေနိုင်ငံရေးပြဿနာတွေပုံမှာအခြေခံပြီးတော့စီစဉ်လာတာတချို့သောသူတွေကပြောကြပါတယ်နတ်ဆက်ကဆိုရလက်ထက်မှာအတိုင်းကြီးကြီးကဒုက္ခရောက်တယ်ဘုံယုံမှုကြီးမဲအောင်လိုင်းရဲ့အုတ်ချုံမှုအောက်မှာမြန်မာနိုင်ငံကြီးဒုက္ခရောက်တယ်လူငယ်တွေဒုက္ခရောက်ကြတယ်လို့တချို့သောသူတွေကပြောကြပါတယ်လူတော်များများပြောတဲ့စကားလည်းရှိပါတယ် အဲ့ဒါပါလေဆိုတော့မြန်မာနိုင်ငံဟာတဘာဝတွင်းတက်တယ်အများကြီးထွက်တယ်သို့တော်လည်းအရှိတောင်အရှာမှာဆင်းရဲတဲ့နိုင်ငံတစ်ခုဖြစ်နေတယ်ဒါဟာအုတ်ချုပ်သူတွေညံ့လို့ပါခေဆက်ဆက်အုတ်ချုပ်တဲ့သူတွေညံ့လို့ပါလို့လက်ညှိုးထိုးတယ်ခေဆက်ဆက်အုတ်ချုပ်သူဆိုတာကလည်းဘသူတွေကိုလက်ညှိုးထိုးတာလဲဆိုတော့ဘိုးချုပ်ကြီးနေဝင်ရဲ့ဘိုးချုပ်မှုကြီးတန်းရွှေရဲ့အခုလက်ရှိဘိုးချုပ်မှုကြီးမင်းအောင်နိုင်ရဲ့ကို ဟုတ်ပြီကျွန်တော်တို့ဒီလိုလေးစဉ်းစားကြည့်ရအောင်ပါမြန်မာနိုင်ငံဟာအရှိတောင်အာရှမှာတယံဇာတအထွတ်ဆုံးတိုင်းပြည်တစ်ခုဖြစ်တယ်မှန်ပါတယ်ဒါငင်းလို့မရဘူးဒါဆိုရင်ဘာကြောင့်တိုင်းပြည်မတိုးတက်တာလဲတိုင်းပြည်ဘာကြောင့်မချမ်းသာတာလဲဒီတစ်ချက်ကိုလူတွေမေ့နေကြလို့ဘယ်အချက်ကိုမေ့နေကြတာလဲဆိုတော့မြန်မာနိုင်ငံဟာအရှိတောင်အာရှမှာရောကဘာပေါ်မှာပါ အရှိကြဆုံးသောပြည်တွင်းစစ်ဖြစ်နေတဲ့တိုင်းပြည်တစ်ခုဖြစ်နေလို့ပါပြည်တွင်းစစ်ဖြစ်နေတဲ့တိုင်းပြည်ဘယ်တော့မှမတုတ်တက်နိုင်ပါဘူးဘယ်တော့မှမအေးချမ်းနိုင်ပါဘူးမြန်မာပြည်မှာပြည်တွင်းစစ်ဖြစ်နေတယ်နှစ်ပေါင်း90ကျော်ကြာနေပါပြီနှစ်ပေါင်း90ကျော်ကြာအောင်ပြည်တွင်းစစ်ဖြစ်နေတဲ့တိုင်းပြည်တစ်ခုဟာဘလောက်ပဲတဘာဝတည်ရန်ဇာတာပြီး ရှိနေပါစီတိုးတက်ကြီးပွားဖို့မလွယ်ပါဟုတ်ပြီပြည်တွင်းစစ်ဘာကြောင့်ဖြစ်တယ်လဲဘိုးယုံမူကြီးမင်းအောင်လှိုင်ကြောင့်ဖြစ်တာလားဘိုးယုံမူကြီးတန်းရွှေကြောင့်ဖြစ်တာလားဘိုးချုပ်ကြီးနေဝင်းကြောင့်ဖြစ်တာလားလေ့လာကြည့်ကြပြည်တွင်းစစ်ဖြစ်တာနှစ်90ကျော်ကြာပြီဆိုတော့ဘုံကျုံမူကြီးမင်းအောင်နိုင်တော့မမွေးသေးပါဘူးဘုံကျုံမူကြီးတန်းရွှေဘုံကျုံကြီးနေဝင်းတို့ ਨੇ တက်တူရွယ်တူလောက်ဝေချုံကြီးနေဝင်ရတော့ပိုကြီးတာအဲ့တော့ပြည်တွင်းစစ်ဖြစ်တဲ့တရက်ခံဟာဝေချုံကြီးတန်းရွှေလည်းမဟုတ်ပါဘူးဝေချုံမူကြီးမင်းအောင်လိုင်လည်းမဟုတ်ပါဘူးဝေချုံကြီးနေဝင်လည်းမဟုတ်ပါဘူးပြည်တွင်းစစ်ဖြစ်ရတဲ့အဓိကတရခံကဘသူလဲဆိုရင်ပင်လုံစာချုပ်ကြောင့်ပါပဲပင်လုံစာချုပ်ကိုဘသူကမကထလှုပ်ပြီးတော့ချုပ်ဆိုခဲ့တယ်လေ လိုချင်တာလေးရဖို့နာမည်ကောင်းရဖို့ပြီးပြီးရောနောက်ဆက်တွဲကြရက်တွေကိုမစင်စားပဲဘဒုဥဆောင်ချုပ်ဆိုခဲ့တယ်အတော်များများသိကြပါတယ်ပုံချုပ်အောင်ဆန်းပါတယ်ဒါကြောင့်မို့မြန်မာပြည်မှာအခုချိန်ထိပြည်တွင်းစစ်တွေဖြစ်နေရတဲ့အဓိကတရက်ခံကိုပြောပါဆိုရင်ပုံချုပ်အောင်ဆန်းပါတယ်မြန်မာပြည်ကြီးအခုချိန်ထိ မတိုးတက်မကြီးပွားသေးပဲပြည်တွင်းစစ်ရဲ့ဒဏ်ကိုခံနေရအောင်ပြည်တွင်းစစ်ဖြစ်အောင်စတင်လှုပ်ဆော်ဖန်တီးတိဆောက်ပေးခဲ့တဲ့သူကတော့ဗိုလ်ချုပ်အောင်ဆန်းပါပဲဒီလိုမျိုးတမိုင်းအချက်လက်လေးတွေကိုသိအောင်မြင်အောင်စူးစမ်းမယ်ဆိုလို့ရှိရင်အယူဆအမှားတွေယုံကြည်ချက်အမှားတွေပျောက်လာကြပါလိမ့်မယ်ဒါဆိုရင် အမှန်တရားကိုသိလာပြီးတော့ပြည်တွင်းစဉ်မီးငြင်းအောင်ငါတို့တွေအနေနဲ့ဘယ်လိုဝိုင်းကူကြမလဲပြည်တွင်းစစ်ကြီးရစဲသွားအောင်ဘယ်လိုလုပ်ကြရင်ကောင်းမလဲဆိုတဲ့အတွေးလေးတွေရလာပါလိမ့်မယ်ကျွန်တော်ထပ်ပြောပါမယ်မြန်မာပြည်ကတန်ရန်ဇာတ်တွေအင်မတန်ထွက်ပါတယ်သို့တော့မတိုးတက်ပါဘူးမကြီးပါဘူးဘာကြောင့်လဲပြည်တွင်းစစ်ကြောင့်ပါအဲ့ဒီပြည်တွင်းစစ်ဖြစ်အောင်ဘသူလုပ်ခဲ့တာလဲဆိုရင်ဘိုလ်ချုပ်အောင်ဆန်း လုတ်ခဲတာပါပဲကျွန်တော်မဲဥဆိုတာခင်ဗျ